Win3 wallet တွေနဲ့ decentralized app တွေကိုချိန်ပြီးတော့အလုပ်လုပ်ဖို့လိုအပ်လာပြီဆိုရင် wallet connect ကမရှိမဖြစ်ပါပဲ။ဒါကြောင့်လည်းဆိုတော့ user တွေကိုအလွယ်ကူဆုံးနဲ့အခြေခံအတွင်းမှာအဆင်ပြေအောင်လုပ်ပေးနိုင်လို့ဖြစ်ပါတယ်။ wallet connect ဆိုတာက crypto wallet နဲ့ decentralized app တွေကိုချိတ်ဆက်ပေးတဲ့တရားတစ်ခုလို့ဆိုရပါမယ်။မြေသားအောင်ပြောရရင် NDA များပြီးတော့အရန်ကျတဲ့မြေချောက်တစ်ခုရှိတယ်ဆိုပါစို့။ကျွန်တော်တို့ကမြေရဲ့တစ်ဖက်ကို BGK နဲ့မျက်မျက်ဆက်ဆက်ကူးကြည့်နေဆိုရင်တောင်တေးခိုင်မာတဲ့တရားရှိမှသာလျှင်အဆင်ပြေမှာပါ။ wallet connect က ည်တရားလို့တဘောတဘာဝမျိုးကိုလုပ်ပေးနိုင်ပါတယ်ပုံမှန်အဖြစ်ဒီ satellite app တွေနဲ့ချိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ wallet ရဲ့ mnemonic key တွေကိုပေးရတဲ့အခါမျိုးရှိပါတယ် wallet connect ကိုသာအသုံးပြုမယ်ဆိုရင်ကို data တွေဘာမှပေးစရာမလိုဘဲနဲ့လုံလုံချုံချုံချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့မှာ metamask ဒါမှမဟုတ် trust wallet လိုမျိုး wallet တစ်ခုရှိတယ်ဆိုရင်အဲ့ဒါကို uniswap တို့ opensea တို့လို app တွေနဲ့ချိတ်ချင်တဲ့အခါ website ထဲကိုဝင်ပြီးတော့ connect wallet ဆိုတာကိုနှိပ်လိုက်ရင် wallet connect ဆိုတဲ့ icon ကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကိုထပ်ပြီးတော့နှိပ်လိုက်ရင် qr code ခုပေါ်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့ folder က wallet နဲ့ scale လိုက်တယ်ဆိုရင်ရပါပြီဒါက wallet corner ကိုပေါင်းကူးအနေနဲ့အတုပ်ပြုပြီးတော့ချိန်လိုက်တာပါ2018ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင် active wallet ပေါင်း38 million ကျော်ချိန်ဆက်မှုပေါင်း140 million ကျော် digital application ပေါင်း9000 900ကျော်ကိုချိန်ဆက်ထားပါတယ်ပြီးတော့ blockchain ပေါင်း150ကျော်လောက်မှာအလုပ်လုပ်နိုင်တဲ့အပြင် metamask trust wallet စတဲ့ wallet ပေါင်း300ကျော်နဲ့အတုပ်ပြုနိုင်ပါတယ် wallet corner က web3 နယ်ပယ်ထဲကိုလူတိုင်းဝင်လာနိုင်ဖို့အတွက်အဓိကကူညီပေးပါတယ် ဒါမှရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ wallet ကနေ blockchain မျိုးမျိုးမှာချိတ်ဆက်အလုပ်လုပ်ဖို့ဆိုတာခက်နိုင်ပါတယ်ဒါပေမဲ့ wallet coin နဲ့ဆိုရင် ethereum မှာလည်းသုံးလို့ရတယ်လို့ bnb မှာလည်းအဆင်ပြေပါတယ် solana မှာလည်းပဲချိတ်လို့ရပါတယ် wallet coin မှာကိုပိုင် token တစ်ခုရှိပါတယ်အဲ့ဒီ token ကို binance launch pool ကနေ airdrop ယူလို့ရပါတယ်တကယ်လို့ကိုက airdrop ယူချင်တယ်ဆိုရင် binance tag ကိုဝေပြီးတော့အပေါ်မှာရှိတဲ့ search box ကနေ launch pool ကိုရှာပေးပါတွေ့ပြီဆိုရင်ဒါကိုနှိပ်ပေးပါ ။ Launchpoo Secret ကိုရောက်လာပြီဆိုရင်အပေါ်ဆုံးမှာ Wallet Corner ကိုတွေ့ရပါလိမ့်မယ်။ Launchpoo ကနေ AirDrop Yubo တွေကကိုယ့်ရဲ့ Binance account ထဲမှာ BAB, UADC, ဒါမှမဟုတ် FDUSD တွေထက်ကတခုခုရှိတာရရပါပြီ။ BAB ကိုအသုံးပြုပြီးတော့ Airdrop Fan မယ်ဆိုရင်စစ်ဆေးပါစစ်ရမှာဖြစ်ပြီးတော့ UADC နဲ့ FDUSD တွေအတွက်ကတစ်ဆေးပါစစ်စီရမှာပါ။ BAB ကိုအရင်ကတည်းက Flexible ဒါမှမဟုတ် Lock လုပ်ထားတဲ့သူတွေကဘာမှထပ်လုပ်ဆံမလိုဘဲနဲ့အလိုလျောက် Airdrop ရမှာပါ။ UADC နဲ့လုပ်ချင်တယ်ဆိုရင်အောက်က Lock Mode ကိုနှိပ်ပါ။ UADC ကိုရွေးပါ။ wallet ထဲမှာရှိတဲ့ဟာအကုန်ထည့်ကြမယ်ဆိုရင် mask ကိုနေပြီပါ core fans ကိုနေပြီပါ successful လို့ပေါ်လာပြီဆိုရင်ရပါပြီ ftusd နဲ့လုတ်ကျင်နေဆိုရင်အောက်က lock mode ကိုနေပြီပါ ftusd ကိုရွေးပြီပါ wallet ထဲမှာရှိတဲ့အကုန်ထည့်မယ်ဆိုရင် mask ကိုနေပြီပါ core fan ကိုနေပြီပါ successful လို့ပေါ်လာပြီဆိုရင်ရပါပြီ wallet connect ကိုနေကြည့်ပါ တကယ်လို့ကို့အနေနဲ့ launch ဖို့မပြီးခင် FTUSD ပဲဖြစ်ဖြစ်တခုခုပေါ့နော် unlock လုပ်ခြင်းနဲ့ဆိုရင် unlock ကိုနေပြီးတော့ချက်ချင်းပြန်ထုတ်လို့ရပါတယ်ဖန်ထားတဲ့ Android token တွေကအချိန်နဲ့အမျှ သူ့ဘာသာသူတိုးနေမှာဖြစ်ပြီးတော့ကလေးမလုတ်ပဲနဲ့ဒီအတိုင်းပြစ်ထားရေးလည်းရပါတယ်။ Launch ပူပြည့်ရဲ့အလိုလျောက် Sport Wallet ထဲကိုရောက်လာပါလိမ့်မယ်။ Wallet Coin ရဲ့ Token တွေက WCT ဖြစ်ပါတယ်။ Total Token Supply နဲ့ Maximum Token Supply က1 Billion ပါ။ Launch ပူ Token Reward အတွက်က50 Million ကို Airdrop ပေးသွားမှာပါ။လက်ရှိမှာဈေးကွက်ထဲမှာလက်ပတ်မဲ့ Circulating Supply က166.2 Million ဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့အခု Wallet Coin Launch ပူမှာ Airdrop Token ဘယ်လောက်ရမယ်လို့ထင်လဲ။ Comment ထားတာလေ တွေကိုကွန်မန့်မှာရေးခဲ့ပေးပါအောင်နော်မိတ်ဆွေတို့အနေနဲ့အခုလော launch pool ကနေ airdrop ရချင်နေဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trade လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်သွင်းပေးထားပါမယ်ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလောက်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ